်အလုံးမင်္ဂလာပါခင်ဗျာဇွန်လ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်သတင်းတွေမပြောခင်မှာကျွန်တော်ဆရာကြီးအရင်လုံးလိုက်အောင်မယ်အလူဖိုးရမှာပေါ့အဲ့ဒါအလူဖိုးအောင်မဲ့ကိစ္စကတော့ပထမဆုံးအဲကျွန်တော်ပြီးခဲ့တဲ့ရက်ကဒီ international သတင်းတွေဖတ်တရင်နဲ့အာတခြားရုပ်တံတွေပေါ့နော်ကျွန်တော်ဝင်ကြည့်ရင်းနဲ့တခုသတိထားမိတာဒီကမ္ဘောဒီးယားထိုင်းတင်းမာမှုဖြစ်စင်မှာပေါ့နော်ကမ္ဘောဒီးယားဘက်ကနေပြီးတော့အဲ သူတို့ရဲ့ဟို fire power ဘယ်လောက်ရှိတယ်ဆိုတဲ့အကြောင်းကိုကြွေတာပေါ့နော်တကယ်တော့ကမ္ဘောဒီးယားရဲ့ fire power ကမြန်မာနဲ့တော်တော်လေးကွာတယ်ပုံကြီးကွာတယ်အပုံကြီးကွာတယ်ဆိုပေမဲ့လည်းရှီဇူမဲဇူနဲ့တော့သူတို့ရဲ့ fire power ကိုသူတို့ပြရတယ်ပေါ့အဲ့ဒီမှာအာအာဆီယံမှာအကောင်ဆုံးလီတက်တူပါလို့အဲ့လိုမျိုးတွေအဲသူတို့ထုတ်ပြန်တဲ့အချိန်မှာမြန်မာမပါဘူးနိုင်ငံခုနှစ်နိုင်ငံပဲသူတို့ကြီးညာ top 7ဆိုပြီးတော့အဲ့မှာကမ္ဘောဒီးယားနောက်ဆုံးသူတို့နောက်ဆုံးထည့်ထားတယ်မထိုင်းလည်းပါတယ် ပြောချင်တာလေတက်ချင်ရှင်လို့ရှိရင်လည်းကျွန်တော်တို့ကရှင်လို့မရအောင်ကျွန်တော်တို့ကပို့ပြီးအားကောင်းတယ်ရေတက်မှလည်းကျွန်တော်တို့ကအားကောင်းတယ်ရေတက်မှဆိုလို့ရှိရင်ကျွန်တော်တို့ကအိန္ဒိယထိုင်းထက်ကိုကျွန်တော်တို့ကအာအားကောင်းတယ်လို့ပြောလို့ရတယ်အဲ့ဒီမှာဘာတစ်ခုအထွေးဝင်လာဆိုတော့ global fire power ရဲ့ကျွန်တော်ဒီအချက်လက်တွေကြည့်တာပေါ့အချက်လက်တွေကမှန်ကျင်မှလည်းမှန်ပဲဒါပေမဲ့အနည်းဆက်ဆုံးတော့သူတို့ဖြည့်ထားတာမြင်ရတယ်ပေါ့ဥပမာ man power တို့ကျွန်တော်တို့ active person တို့ပေါ့နော်စသဖြင့်ဟို အင်အားတွေကြီးလိုက်တဲ့အချိန်မှာသူတို့ကဒီလက်ရှိတောင်ဝန်ထမ်းဆောင်နေတဲ့ဒီမြန်မာတပ်မတော်ကိုသူတို့ကအင်အား3သိန်းခွဲရှိတယ်ဆိုပြီးသူတို့ကရေးထည့်ထားတယ်ရေးသွင်းထားတယ်ပေါ့နော်ကျွန်တော်တို့ကသူတို့ဘလူအချက်လက်ပဲရေးရေးတပ်မတော်ရဲ့ဟိုအချို့ချက်လက်တွေကလျှို့ဝှက်ချက်များတယ်ကျွန်တော်သိတလောက်ရတယ်လျှို့ဝှက်ချက်များတယ်အဲ့လိုမျိုးဟိုတော်ယုံဖော်ထုတ်လို့မရှိဖော်ထုတ်လို့မရဘူးပေါ့နော်အရင်ကကျွန်တော်တို့ဒီအကြမ်းမြင့်တိထားတာ9သိန်းရှိတယ်ဆိုပြီးတော့အကြမ်းမြင့်တိထားတယ်ပေါ့နော်နောက်ပိုင်းမှာ 20ရွေးကောက်ပွဲပြီးမှ3သိန်းခွဲဆိုပြီးစင်းထွက်လာတယ်။အဲ့ဒါကဘာကြောက်လဲဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲမှာတက်မတော်မဲယုံတွေအပြင်ထုတ်ရမယ်လို့ဘာလို့ဒီပါစသဖြင့်ပေါ့နော်။အဲတူတူငါငါခွဲတဲ့အချိန်မှာဖြစ်လာတဲ့စရင်စရာအကျိုးဆက်ရလက်တွေလို့ကျွန်တော်ထင်ပါတယ်။ဒါမဲ့လေဟိုတိကျတဲ့အခြေအနေတော့မရှိဘူးဆိုတော့တရင်သမားတယောက်ဖြစ်တဲ့အတွက်တိကျတဲ့အခြေအနေကိုမပြောနိုင်ဘူးဒီလိုက်ဝေဘန်လို့တော့မကောင်းဘူးပေါ့နော်အဲ့တော့ဘာဖြစ်ဘလူအင်ဟာပဲရှိတည်ထောင်းတော့ဒါမဲ့ ဟိုကျွန်တော်မြင်တဲ့ကျွန်တော်ရဲ့အမြင်ကတော့ဟိုကျွန်တော်တို့ကအတွင်းပြင်ကုန်ကြီးမှာပဲချိန်ထိုးသုံးသက်လို့ရမှာပေါ့နော်အဲ့တော့အတွင်းပြင်ကုန်ကြီးလိုက်တဲ့ချိန်မှာဆီလန်ဒါပိုင်းဆိုင်ရာနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလက်ရှိတောင်းထမ်းဆောင်နေတဲ့အရေးအတွက်ဒီကျကျွန်တော်တို့ပိုတင့်သေးတယ်လို့ကျွန်တော်ထင်တယ်ဆီလန်ဒါပိုင်းဆိုင်ရာမှာလဲဟိုအမေရိကန်လိုမျိုးအစ္စရေးလိုမျိုးလေဆာလက်နက်ကြီးတွေလို့ မိုင်းပဲ2000လောက်ကိုပြစ်လို့ရတဲ့ cruise တုံးကြီးတွေတို့ cruise missile တွေတို့စသဖြင့် ICBM တွေပါတယ်ဒါမျိုးတွေလည်းကျွန်တော်တို့မမျှော်မှန်းပါဘူးအဲ့လောက်ထိလည်းမလိုအပ်ပါဘူးဒါပေမဲ့ဒေတာတွင်းနိုင်ငံတွေထဲမှာတော့ကျွန်တော်နိုင်ငံအချိန်ဝါတစ်ခုနဲ့အချိန်တွေတစ်ခုနဲ့ယက်တည်နေတယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဒီလိုဖြစ်တဲ့အချိန်မှာကျွန်တော်သွားပြီးတော့နည်းနည်းလေးစိုးရိမ်သွားတာ။ဘာလို့ကဘာကြီးကချိန်မီဖြစ်ချင်တာဖြစ်လာနိုင်တယ်။အိန္ဒိယနိုင်ငံတွေတနိုင်ငံနဲ့တနိုင်ငံကလည်း ဒီနေ့မိတ်ဆွေနောက်နေ့ရန်သူလည်းဖြစ်ခြင်းဖြစ်သွားနိုင်အဲ့လိုချိန်မှာကိုဘကအဲဘယ်လိုမျိုးအာအင်အားရှိလဲဆိုတာကပြထားမှရမယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ဘယ်သူမှမလေးစားတဲ့နိုင်ငံဖြစ်ကိုကျွန်တော်တို့ရောက်မှာပေါ့အဲ့တော့လက်ရှိအခြေအနေကမကောင်းဘူးလားဆိုတော့လေအတိုင်းအတာတစ်ခုထိရတော့သူ့အနေနဲ့သူတော့ရှိတယ်ဒါပေမဲ့ခင်မီလက်နှက်တွေမပူကောင်းတဲ့အင်အားကောင်းတဲ့အဲ့တော့ဒီရေတက်အင်အားကောင်းတဲ့လေတက်လေတက်မှာဆိုလို့ရှိရင်လေပူကောင်းတဲ့ဖိုက်တာတွေပူကောင်းတဲ့ချက်လီရင်တွေပူကောင်းတဲ့ accessory တွေနဲ့ ဆက်ပြီးတော့ဖြစ်တင်းတင်းနေပေါ့အဲ့ဒီအတွက်ဘာလို့အပ်လဲလို့မြင်လာတဲ့ခါကြလို့ရှင်အဲ့တော့တမတော်အဲ့လိုလုပ်ဖို့အတွက်အဲ့လိုဖြစ်ဖို့အတွက်အာအလိုက်အသင်ပေါ့နော်အလိုက်အသင်ပြုပြင်ပြောင်းလဲနိုင်တဲ့အစိုးရတရက်လိုအပ်တယ်အဲ့တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့အစိုးရကိုကြည့်မယ်ဆိုရင်အတမတော်ရဲ့ကာကွယ်ရေးဘတ်ဂျက်တွေဖြတ်တောက်တာတွေစသဖြင့်ပေါ့နော်အဲ့တော့တော်တော်လေးအကျက်ရိုက်ပါတယ်အဲ့တော့နိုင်ငံနိုင်ငံကိုကာကွယ်ဖို့ဖြစ်တဲ့အတွက်လိုအပ်ချက်တွေကို ဖြည့်စည်းရမှာတေချာပေါက်ဖြည့်စည်းရမှာဒါကိုမလိုအပ်ဘူးမဖြည့်တင်းလဲဆိုတော့မှတ်ချက်မျိုးတွေလည်းကျွန်တော်မြင်ရတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးညံတိမ်ပြီးတော့လူဘိန်းကြိုက်ပဲလှုပ်တက်တဲ့သူတချို့ကြောင့်เนาะဟိုရေရှည်ကိုမကြည့်တက်တဲ့သူတချို့ကြောင့်ကဘာမှာစစ်ပွဲတွေဖြစ်ဖြစ်နေရတာ။เนาะနိုင်ငံရေးသမားအထူးသဖြင့်နိုင်ငံရေးသမားတွေပြောချင်တာပေါ့။နိုင်ငံရေးသမားတွေကြောင့်ကဘာမှာစစ်ပွဲတွေဖြစ်တာ။အဲ့တော့ကဘာမှာစစ်ပွဲတွေဖြစ်လာပြီဆိုလို့ရှိရင်အဲ့နိုင်ငံရေးသမားတွေရဲ့ချုပ်ချယ်မှုကန့်ကွက်မှုတွေနဲ့ စစ်ကိုစစ်နဲ့တူအောင်မတိုက်ရတာနော်စစ်ကိုနိုင်တဲ့နေရာမှာမနိုင်တာဒါမျိုးတွေလည်းသူတို့ရဲ့ဆုံးဖြတ်ချက်အမှားတွေရောဖြစ်ခဲ့တာတွေလည်းတမိုင်းမှာလည်းအများကြီးရှိခဲ့ဘူးတော့ကျွန်တော်နိုင်ငံအနေနဲ့လည်းလာမဲ့ကာလတွေမှာပေါ့နော်အ ਨੇ ဆုံးကျွန်တော်မျှော်မှန်းသလောက်နှစ်ပေါင်း20ပေါ့အစိုးရတက်တန်း40လောက်ထိကိုအပြန်အလှန်အပေးယူတင့်မြတ်တဲ့နော်အစိုးရနဲ့အတက်မတော်တရက်တိဆောက်ထားမှသာလျင်တော့ဘာဘာသွားကောင်းမလဲဆိုတော့နံပါတ်1ချက်ကျွန်တော်တို့ဒီ ကျွန်တော်တို့ပြုပြင်ပြောင်းလဲရေးသွားခြင်းနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်နိုင်ငံကိုကျွန်တော်သွားလို့ရမယ်เนาะဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုတာကတစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်နေဘူးလုံးမလုံးလုံးမဖြစ်ဘူးတစ်ဖြည်းဖြည်းချင်းကိုကျွန်တော်ပြုပြင်ပြောင်းလဲရေးရမှာအဲ့ဒီအတွက်ပါသွားပြီးအထောက်အကူပြုမယ်အဲ့ဒါတစ်ချက်အဲ့တော့ဒီလိုမျိုးအနည်း20လောက်တိဆောက်ခြင်းအပြင်ကျွန်တော်တို့အတိုင်းအတာတစ်ခုတည်းလဲတက်မတော်နေနဲ့လဲကျွန်တော်တိဆောက်နိုင်မယ်နောက်တစ်ခုအဲ့လိုအချိန်မှာတက်မတော်နဲ့တိမြက်တဲ့နိုင်ငံရေးပါတီတစ်ခုကအနည်း20လောက်ပဲဖြစ်ဖြစ်ပေါ့နော် အပြန်အလှန်နားလည်မှုရှိနေတဲ့နိုင်ငံရေးပါတီတို့နှစ်ဆယ်လောက်အုပ်ချုပ်လိုက်ပြီဆိုလို့ရှိရင်တိုင်းပြည်စည်းဝါးရေးရလည်းအချိန်တိုင်းတာတစ်ခုအဆင်ပြေသွားမယ်အဲ့တော့နောက်ဆုတ်လို့ရပြီဆိုရင်တက်မလို့လေသူနေရာကိုသူတက်နိုင်တဖြည်းဖြည်းလေးနဲ့တော့သူပြဖောင်းလုပ်ပြီးသူစုံမယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုမြင်တာအဲ့မှာကျွန်တော်တို့ကလည်းဟိုစည်းဝါးရေးရလည်းအချိန်ဒီတိုင်းတာတစ်ခုရပြီပြီးလို့ရှိရင်နိုင်ငံရေးရလည်းကျွန်တော်တို့တည်ငြိမ်မှုတစ်ခုရအောင်မယ်နေပေါင်း20လောက်ဖြစ်တာဖြစ်တဲ့အတွက်အဲ့လိုမဖြစ်လို့အခုလိုအချိန်နေဖြစ်ဖြစ်ကျွန်တော်တို့တကယ်တမ်းဒီ ပြည်သူတွေအနေနဲ့လည်းအမြဲတမ်းရွေးချယ်တင်မြှောက်တဲ့ခါကျရင်သတိထားသင့်တယ်။ဘာလို့ကျွန်တော်နိုင်ငံရဲ့ဖြစ်နေတဲ့ geopolitics ပေါ့နော်ကျွန်တော်နိုင်ငံရဲ့ရှိနေတဲ့နေရာနဲ့ကျွန်တော်ဖြစ်တင်တာကိုပဲအရင်ဆုံးစဉ်းစားသင့်တယ်။ဖြစ်ချင်တာကိုတော့ကျွန်တော်နောက်မှလုပ်အောင်မှာ။ဒါကအလူချုပ်ဖုတ်ထားတာဖြစ်ပါတယ်။ဖြစ်ချင်တာတော့ကျွန်တော်နောက်မှလုပ်အောင်မှာ။ရနေတဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးရှိတယ်။အဲ့ဒီအခွင့်အရေးရနေတဲ့အထဲမှာအဲ့ဒါပေးထားချက်ပဲ။ ။ဘာဖွဲ့စည်းပုံခြေကံဝေးကြောင့်လည်းမဟုတ်တက်မလို့ကြောင့်လည်းမဟုတ်ရနေတဲ့အခွင့်အရေးဆိုတာပထဝီနိုင်ငံရေးအရာကျွန်တော်ရနေတဲ့အခွင့်အရေးဦးပဲ။အကြေပြန့်ဆုံးဖြစ်အောင်ကျွန်တော်တို့အရင်ဆုံးအတုံးချမှာ။အတုံးမချခင်မှာကျွန်တော်တို့ကအလန်းမကျေဘူးလို့လေ။အလန်းကျေလိုက်တာနဲ့ကျွန်တော်တို့ကချော်လဲတယ်။ကျွန်တော်တို့အခြေအနေကအဲ့လိုဖြစ်လာ။အဲ့တော့ဟိုတခါတည်းနဲ့ချက်ချင်းပြီးတော့နှက်ပြီတက်ရလောက်မယ်ဆိုတဲ့အထိနှက်ပြီလောက်တာယာချမ်းမြတဲ့နှက်ပြီလောက်ချမ်းသာတဲ့နိုင်ငံမျိုးတော့ချက်ချင်းရောက်မြုံမှန်းလို့မရအဲ့တော့စနစ်တကျနဲ့တဖြည်းဖြည်းနဲ့ တိဆောက်သွားရမှာဖြစ်ပါတယ်အဲ့တော့တချို့ကလည်းဒီအဂလိုက်ဆာမှုတွေဘာတွေကြောင့်ပြောတယ်ပေါ့အဂလိုက်ဆာမှုတွေကလည်းကျွန်တော်တို့ကနိုင်ငံကတဖြည်းဖြည်းနဲ့တူးတက်လာပြီဆိုလို့ရှိရင်เนาะတဖြည်းဖြည်းနဲ့ပွင့်လင်းမြင်သာလာပြီအကုန်လုံးအော်ခင်မီတိုးတက်လာပြီဆိုလို့ရှိရင်ဒါတွေအကုန်လုံးကကျွဲကူးရီပါပါလာမှာဖြစ်ပါတယ်နိုင်ငံကြီးတည်ငြိမ်ပြီဆိုလို့ရှိရင်စီးပွားရေးပြည်လဲမယ်စီးပွားရေးပြည်လဲလာလို့ရှိရင်မလိုအပ်တဲ့အရာတွေမလုဖြစ်တော့ဘူးเนาะအဲ့ဒီအရာတွေလဲကျွန်တော်တို့တခါတည်းတွေးလို့ရပါတယ် ကျွန်တော်ဟိုလာမယ့်အနာဂတ်နိုင်ငံရင်းနဲ့ရောနော်အနာဂတ်တက်မလို့တိဆောက်ရင်းနဲ့ရောကျွန်တော်ပြောတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့ရဲ့ဒီပေးထားချက်ပေါ့နော်ကျွန်တော်တို့ရဲ့ပေးထားချက်ပေါ့ကျွန်တော်နေတဲ့မြေပုံပေါ့ဒီနေရာကိုပြန်ကြည့်မယ်ဆိုရင်သိတာပါတယ်နော်ကျွန်တော်တို့အနောက်ဘက်မှာဘင်္ဂလားဒေ့ရှိတယ်အိန္ဒိယနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယရှိတယ်အဲလာအိုလောက်ကိုတော့ကျွန်တော်တို့ထည့်ပြောစရာမလိုဘူးဆိုပေမဲ့လည်းအိန္ဒိယထိုင်းနိုင်ငံရှိတယ် ။စသဖြင့်ဒီလိုနိုင်ငံမျိုးတွေအတွက်ကျွန်တော်တို့ကအမြဲတမ်းအမြဲတစေကိုစောင့်ကြည့်နေရမှာဖြစ်ပါတယ်။နော်ဒါအတွက်ဒီအတွက်ပေါ့ခံညာတဲ့နော်တောင့်တင်းပြီးတော့ခိုင်မာတဲ့ဒီထက်ပိုပြီးတော့တောင့်တင်းခိုင်မာတဲ့တက်မတော်တရက်လိုအပ်ပါတယ်။နှစ်ပေါင်းများစွာတော့စနစ်တကျနဲ့တိဆောက်ခဲ့ပြီးပြီ။အဲထိုက်တဲ့တော့လေသူကလည်းသူတစင်ချင်းတစင်ချင်းအသုံးဆောင်နေရအစအကုန်လုံးပေါ့နော်တိုးတက်လာပါတယ်ခင့်မိလာပါတယ်ဒါမဲ့လေပို့ပြီးကောင်းပို့ပြီးတော့ အဆင်ပြေတဲ့เนาะပို့ပြီးတော့အည်သွေးမြင့်မာတဲ့အရာတခုကိုကျွန်တော်တို့မြင်ရဖို့အတွက်အဲကျွန်တော်တို့စောင့်မျှော်ရမှာဖြစ်ပါတယ်เนาะကျွန်တော်တို့လူလဲလူချင်တယ်ဒါမှသာလေအခုကဘာမှာဖြစ်ပေါ်နေတဲ့အိနီးချင်းချင်းချင်းဖြစ်တဲ့ကိစ္စတွေเนาะတနိုင်ငံတနိုင်ငံမခက်လေးစားပြုတဲ့ကိစ္စတွေကိုကျွန်တော်တို့ကခက်ခက်ညာညာနဲ့ကျွန်တော်တို့ရင်ဆိုင်နေမှာဖြစ်ပါတယ်ဒါတတိယနေ့ပဲကိုလဲအောင်ခင်ဗျာဆိုတော့ပြီးခဲ့တဲ့မေလ24ရက်နေ့ကမကွေးမှာသွားပြီးကြောင်းတက်မဲ့ နော်ဗာကျောင်းဆရာမ2ဦးပညာရေးကောလိပ်ကျောင်းသားကျောင်းသူ4ဦးနော်ကျောင်းသားမိဘ2ဦးနဲ့နော်အရက်သူ2ဦးပေါ့နော်ဆိုစုစုပေါင်း6ဦးကိုလန်တဝက်မှာပဲဒီ PDF ဖွဲ့တွေကဖမ်းဆီးလိုက်တယ်ဖမ်းဆီးပြီးတော့ဆရာမတွေကို DCS ပြုလုပ်ဖို့အတွက်ပြီးလို့ရှိရင်ကျောင်းသားကျောင်းသူတွေကိုလည်းကျောင်းမတက်ဖို့အတွက်ချင်းချောက်ပြီးတော့မကြီးကြီးရွာဘက်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရတယ်ဒါနဲ့ပတ်သက်ပြီးတော့လူညွေတက်ဖွဲ့ဝင်တွေကပြန်လည်ကဲတင်နိုင်ဖို့အတွက်သူတို့ဒါစူးစမ်းခဲ့ကြတယ်ပေါ့နော် လိုအပ်တဲ့အနေမီလုံခြုံရေးတွေဆောင်ရွက်တယ်အဲ့ဒါနဲ့ဇွန်လ10ရက်နေ့မှာစစ်တုတ်တရားမျိုးရဲ့မြောက်ဘက်မှာပေါ့နော်ပန်းအီဆိုတဲ့ရွာရှိပါတယ်အဲ့ရွာမှာနေရာနှစ်နေရာကနေပြီးတော့ကျန်းပတ်သမားတွေဖမ်းဆီးခေါ်ဆောင်လာတဲ့သူတွေထဲကမဆရာမဒေါ်ဖြိုးဝင်းမြင့်ထက်တန်းပြအထက်ကွယ်ရေတောင်းနောက်ပြီးလို့ရှိရင်ဆရာမဒေါ်ချူသစင်ဦးလက်ထောက်မူလာရန်ပြမခင်မူဝေတတရနှစ်ပညာရေးကောလိပ် မနနွေးလိုက်တတရနဲ့ပညာရေးကောလိပ်နဲ့မခင်စုစုလိုက်ဒုနီယာနဲ့ပညာရေးကောလိပ်ပခုတ်ကူတို့ဖြစ်ပါတယ်ငါးဦးကိုတော့လုံညွတ်တဖွဲ့ဝင်တွေကရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီးတော့ကြံရှိတဲ့ဒီပညာရေးကောလိပ်ကျောင်းသားတဦးနဲ့ကျောင်းသားမိဘ2ဦးအရက်တူစုပေါင်း4ဦးကိုတော့ဒါဆက်ပြီးတော့ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်မှုအတွက်ဒါစူးစမ်းနေတယ်လို့သိရပါတယ်နောက်တစ်ရင်းတစ်ပုဒ်ကတော့ပြီးခဲ့တဲ့ရက်ကဗမော်မြို့နယ်မင်းလခွန်သာရက်ကွက်မှာရှိတဲ့ပြည်သူပိုင်နေအိမ်တွေထဲမှာခံစစ်ပြင်နေတာတွေဝင်ရောက်ခိုးပြီးတော့ အတမရိုကိုတိုက်ခိုက်နေတဲ့လုံခြုံတပ်ဖွဲ့ဝင်တွေတိုက်ခိုက်နေတဲ့အဖွဲ့တွေကို drone အနေနဲ့ပြစ်ခတ်ရှင်းလင်းခဲ့တာကျွန်တော်တို့ရုပ်သံကြည့်ရပါတယ်။ဘမောမှာခုလိုမျိုးပြစ်ခတ်ရှင်းလင်းမှုတွေတပြုတ်လုခဲ့တာတွေ့ရပါတယ်။ဆိုတော့တစ်ဖက်မှာတော့ဘမောပဲဝိုင်းထားသလိုပြီးခဲ့တဲ့ရက်ပိုင်းကတော့တရင်နေတက်လာပါတယ်တွေ့ရပါတယ်။အဲ့ဒါတိုက်ပွဲတစ်ချက်ညင်သွားတယ်ဘမောမှာတိုက်ပွဲညင်ပြီးတော့ပြီးတော့ KI ဘက်ကနေပြီးတော့ပြန်စတယ်။အင်အားတွေပြန်ဖြည့်တယ်ပြန်ဖြည့်ပြန်တိုက်တဲ့အချိန်မှာချက်ချင်းတရင်တက်လာတယ် အဲ့ဒီမှာရှိနေတဲ့တည်ရင်ဌာနချုပ်ကိုပဲတိမ်မီတော့မလို့ဘ ਹੁ ခင်းနေပဲရောက်နေတယ်လို့စသဖြင့်ပေါ့နော်အဲ့ဒီသတင်းကိုဖြန့်တယ်အဓိကကတော့သူတို့နိုင်နေပြီလို့သူတို့ပြချင်တာဒါပေမဲ့လေတကယ်တမ်းကျတော့မဟုတ်နေဘူးဒီရုပ်သံဖိုင်ထဲမှာမြင်နေရတဲ့အကုန်လုံးဒါရိုင်းရိုင်းပြောရရင်သတင်းသမားတယောက်အနေနဲ့မပြောသင့်တဲ့ကဗီဒီယိုထဲမှာခွေးပြီးဝက်ပြီးပြီးနေရတာကျွန်တော်မြင်ရတယ်သတင်းအမှားတွေထုတ်လွှင့်နေတာပြောချင်တာနော်အဲ့တော့ဒီဗမော်မျက်နှာစာမှာဘယ်လောက်ထိတည်သွားပြီလဲဆိုတာတော့သူတို့ကလွယ်ပြီးတော့တခြားဘယ်သူမှမသိနိုင်ဘူး တို့လည်းထုတ်ပြန်ခိုင်းမှာမဟုတ်ဒါပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်စကိုင်းတိုင်းဒေသကြီးတွေကဒါအညာ PD ရဲ့အချို့ပေါ့အယောက်20ဝန်းကျင်လောက်တမျိုးနယ်တွေကအဖွဲတစ်ဖွဲတွေကအယောက်20ဝန်းကျင်လောက်တည်သွားခဲ့တယ်အဲ့ဒီတော့တို့နင်းနာကြီးပြီးတယ်ဆိုတော့အဲတတင်းတပုတ်ကျွန်တော်ဖတ်လိုက်ရတယ်ပြောချင်တာတနေရာတွေကအဖွဲတစ်ဖွဲကတော့အယောက်20တည်တယ်ဆိုရင်တော့တို့ KIA နဲ့တခြား PD ရဲ့အဖွဲတွေကဘလောက်တည်လဲဆိုတာမပြောတတ်ဘူးအဲ့တော့ဘမုံမှာတို့82ဘူးခက်ခဲနေတယ်ဆိုတော့ကျွန်တော်မြင်ရတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့ဒီဖာကတ် ပေါ့နော်ဖခါမှာလည်းအကုန်လုံးမြင်နေရတဲ့အတိုင်းပဲအခုဆိုလို့ရှိရင်ဒါလုံခဲမော်စီစာအကုန်ရောက်သွားပြီတက်ကဆိုတော့လှုပ်လိုက်ရင်လည်းခဏလေးပဲဆိုတာလည်းကျွန်တော်အစတည်းကပြောခဲ့တယ်ဒါပေမဲ့တကယ်တမ်းလှုပ်လိုက်ရင်တော့ခဏလေးပဲဆိုတာမြင်တွေ့ရတယ်နော်အခုဖခါမော်စီစာ လုံခဲဒီဒေသတွေမှာရန်တိုက်တွေပောက်ကွဲတဲ့ကိစ္စဖြစ်တယ်ဖြစ်တော့ဘာဖြစ်လဲဆိုတော့တရားမဝင်တူဖို့မှုတွေလှုပ်တယ်ရဲဘုတ်တူဖို့ကိုလှုပ်ထားတဲ့နေရာမှာအဲ့ဒီမှာ73စီဒီပြီးလို့ရှိရင်ဒီရန်တွေကိုတက်နေရာမှာစုပြီးထားကြတယ် နော်ကုမ္ပဏီကုမ္ပဏီလိုက်ပေါ့နော်လူနေရက်ွက်တွေထဲမှာထားတယ်တချို့ကကြတော့ကူတော်အနေနဲ့ထားကြတယ်အဲ့မှာတကယ်တမ်းပြစ်ခတ်တိုက်ခိုက်မှုဖြစ်လာပြီဆိုလို့ရှိရင်အဲ့လိုနေရာတွေကမတော်တဆကြီးတင်တာတို့ဘုံတင်တာတို့လို့ဖြစ်ပြီးတော့ထားပြီးပောက်ကွဲတယ်အခုပောက်ကွဲတာကျွန်တော်တတိထားမိတဲ့လောက်300လောက်ရှိပြီလို့ထင်တယ်အဲ့မှာတိတ်ဆုံးမှုတွေလည်းရှိတယ်အဲ့တော့ပြည်သူတွေအနေနဲ့လည်းမျှော်မှန်းထားရမှာကလက်ရှိတိုင်းပြည်အခြေအနေကတောင်းကျဉ်သူတွေခိုအောင်တဲ့နေရာမှန်သမျှကအချိန်မီပောက်ကွဲမှုဖြစ်နိုင်တယ် အချိန်မီတိုက်ပွဲဖြစ်နိုင်တယ်အဲ့အတွက်တောင်းကျင်းသူတွေနဲ့ခတ်ဝဲဝင်နေဖို့ဆိုတာကျွန်တော်တို့တောင်းလျှောက်တတိပေးခဲ့တယ်လုံဆော်ခဲ့တယ်ပြည်သူတွေအသက်မသေစေခြင်းလို့အခုဒါဖားကမှာဘယ်တော့တောင်ဖြစ်လာပြီဆိုရင်ပြည်သူတွေကိုယ်တိုင်ကိုကမရမ်းရှိတယ်ဒီဇယ်ပီပါတွေပိုင်းညာစုပုံထားတယ်မှောင်ခူထားတဲ့နေရာတွေဆိုလို့ရှိရင်သူတို့ကိုယ်တိုင်ဖယ်ခိုင်းတဲ့အခြေအနေဖြစ်လာပြီနော်ဒါကတိတာမြင်တာတဲ့အချက်ဖြစ်ပါတယ်အခု KIA ရဲ့အခြေအနေကဒါပမော်နဲ့ဖားကမှာနော်စစ်မြေနာနှစ်ခုရှိတယ်ဒီနှစ်ခုလုံးမှာအခြေအနေမကောင်းလို့ပြောလို့ရတယ် ။ဘာဆက်ဖြစ်လာမလဲ။ဘယ်ထိသွားမလဲတော့ကျွန်တော်တို့မပြောတတ်ဘူး။ဒါပေမဲ့ဒီနေရာနှစ်ခုလုံးမှာတို့အခြေအနေမကောင်းဘူး။နော်။ဖကတ်မှာလည်းတဖြည်းဖြည်းနဲ့တို့နောက်ဆုတ်သွားရတယ်။ဘမုံမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်အစတော့ပြောသလိုပဲ ground တစ်ခုတည်းကိုခေါ်ပြီးတော့ဥမာဟိုတက်ကွင်းတစ်ခုတည်းခေါ်ပြီးတော့ဟိုလုံနေတယ်လူတော်ကျွန်တော်ခံစားရတယ်။ဘမုံတို့တိုက်တာအခုဆိုတော်တော်ကြာသွားပြီ။ဒါပေမဲ့အဲ့တိုက်ခဲ့တဲ့တောက်လျှောက်တဲ့အနေနဲ့ခုချိန်ထိတို့ရဲ့ဒါတိတ်ဆုံးမှုပေါ့နော်တို့တိတ်ဆုံးမှုကကျွန်တော်အမြင်ကတော့ လာခဲ့မင်းတို့လာခဲ့ဒါငါတို့ရဲ့ defense line ပဲဒီ defense line ကနေပြီးတော့မင်းတို့ဘယ်လောက်တက်လာနိုင်လဲဆိုတာအာစောက်ကြည့်မယ်ဆိုတဲ့သဘောမျိုးနဲ့ခေါ်ခေါ်ပြီးတော့တီးနေတဲ့ပုံစံမျိုးကိုခေါ်တီးခံရတဲ့သဘောပေါ့နော်ဒီတက်ကွင်းတွေကိုသူတို့တိုးဝင်လာတယ်များလဲအကုန်လုံးညီပါတည်ကြည်ပျက်စီးကြတာကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒါဗမော်သတင်းနဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီအမေရိကန်မှာဖြစ်နေတဲ့ အဲလူဝင်မှုပြဿနာတွေပေါ့လူဝင်မှုပြဿနာတွေနဲ့ပတ်သက်ပြီးတော့စစ်ဆေးတာတွေမိမျက်နှာကြတာတွေအဲ့ဒီမှာလုတ်တဲ့ ICE လို့ခေါ်တဲ့ ICE အဖွဲ့ကသူတို့ live လုတ်တယ်လုတ်တဲ့အခါကျမှတဖြည်းဖြည်းနဲ့အတင်းမာလာပြီးဆန္ဒပြတဲ့အခြေအနေဖြစ်တယ်အခု LA ပါပေါ့နော် Law Angeli မှာအခုလိုမျိုးဒါတော်တော်လေးကိုပြင်းပြင်းထန်ထန်ဆန္ဒပြနေတယ်ဆိုတော့အဲ့ဒီမှာရှိနေတဲ့အဖွဲ့တွေကတော့ဒီမိုကရက်တွေကအုပ်စိုးတဲ့နေရာဖြစ်တယ်ဥပမာမျိုးတော်ဝင်ကလည်းဒီမိုကရက်လို့ပြောပါတယ်ဆိုတော့အဲ့ဒီအဖွဲ့တွေတော်တော်များများကဒီလူတွေကိုနှိမ်နှင်းမှုအတွက်တိတ်ပြီးတော့ အာမပါတဲ့ခါကျတော့ဒေါ်နယ်ထရန့်ကနေပြီးတော့ National Guard လို့ခေါ်တဲ့မျိုးသားအစောက်ဖွဲ့ကိုခေါ်ပြီးနှိမ်နင်းခိုင်းတယ်နော်ဘယ်လောက်ပဲဒီမိုကရေစီနိုင်ငံဖြစ်လင့်ကစားဒီနေရာမှာဒေါ်နယ်ထရန့်မှမဟုတ်ဘူးဘိုင်ဒန်ဆိုရင်လည်းနှိမ်နင်းမှာပဲအဲ့တော့ဒေါ်နယ်ထရန့်ရောဘိုင်ဒန်ရောမြန်မာနိုင်ငံမှာ2021ခုနှစ်ကအာဏာရနေတဲ့တောင်းဝန်ရှိတဲ့သူတွေဆိုရင်သူတို့လည်းနှိမ်နင်းမှာသိကြတယ်နော်အဲ့တော့အမှမျက်ရည်ယူပုံသုံးနာရီပိုင်းဖြစ်ရင်ဖြစ်လာမှာဒါမှမဟုတ်လို့ရှိရင်လည်း Rubber G နဲ့ပြစ်တာလည်းဖြစ်ရင်ဖြစ်လာမှာအဲ့တော့မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေကြာအဲ့လိုမဟုတ်ဘူးအောက်ကြည့်ကြတာဆိုတော့စစ်တပ်ကိုပုံဖြတ်ဖို့အတွက်အခြေမြူသူတို့မှအဆင်သင့်ရှိတဲ့အကြံဉာဏ်ကအဲ့ဒီအတွက်တခုနှစ်ခုလောက်လုံးပြလိုက်တယ်လူတယောက်နှစ်ယောက်လောက်အသက်ရင်ခိုင်းလိုက်တယ်အဲ့ဒီအတွက်စစ်တပ်ကအမုန်းခံလိုက်ရပြီးတော့ဒီလိုအခြေအနေမျိုးတွေဖြစ်လာတနက်နေ့ပြစ်တယ်ဆိုပြီးတော့လနဲ့ကိုင်းတဲ့အစီအမံရောက်သွားတယ်။ကျူတင်မီနဲ့စီမင်းသားပြီးသား2022ခုနှစ်ဖေဖော်ဝါရီတက်မှာအနာထင်းနေတယ်။တလားနှစ်လအတွင်းမှာပဲတော်ရဲရောက်သွားတယ် ဒါအကုန်လုံးပြင်ဆင်ပြီးသားစနစ်တကျအစည်းအဝေးရိုက်ပြီးတော့မှလုပ်သွားတယ်ဖြစ်စင်ပေါ့နော်အဲထားလိုက်ပါတော့အဲ့ဒါမြန်မာနိုင်ငံဖြစ်စင်ပေါ့ဆိုတော့အခုအမေရိကန်မှာဖြစ်တယ်နှိမ့်နေနေရတယ်အခုဆိုရင်ဆန်ထရစ္စစကူမှာပါအခုဆန်နှပြတဲ့ကိစ္စတွေတိုးလာပြီဒေါ်နယ်ထရန့်ဘယ်လိုဆက်ပြီးတော့ခြင်တွေမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာအချိန်နေဖြစ်ပါတယ်ဆိုတော့ဒီကြားထဲမှာဒေါ်နယ်ထရန့်နဲ့နော်ဒီတတိကြီးပေါ့နော်ဒီကမ္ဘာချမ်းသာဆုံးတတိအီလွန်မတ်စ်နဲ့ကလည်းပြဿနာဖြစ်ကြသေးတယ်လိုင်းပေါ်မှာရန်ဖြစ်ပြကြတာပေါ့နော်ဒါကလည်းသူတို့အကြောင်းအရာနဲ့သူတို့ရှိနေမယ်နော်ဒါက ဘယ်တော့မှနိုင်ငံရေးသမားတွေနော်စီးပွားရေးသမားအကြီးတွေမယုံရောက်မနှက်ဖြင့်ပြန်တင့်တက်သွားနိုင်တယ်ပေါ့နော်ဆိုတော့အမေရိကန်အဲ့လိုမတီမငိမ့်နေဖြစ်နေတယ်မတီမငိမ့်ဖြစ်နေခါကျတော့တေချာပေါက်ကဘာကိုရိုက်ခတ်မှုရှိလာနိုင်တယ်အမေရိကန်ရဲ့အခြေအနေတွေဆက်ဆိုးဝါးဝါးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒေါ်လာနဲ့ပတ်သက်တဲ့ရိုက်ခတ်မှုတွေလည်းအာကဘာအနှံ့ကိုအကောင်းကျိုးဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်ဆိုတော့နောက်တစ်တင်းတဲ့ဘုတ်ကတော့ထိုင်းနဲ့ကမ္ဘောဒီးယားပေါ့နော် နှစ်ဖက်တက်အကြီးကဲတွေတွေ့ကြတယ်တွေ့ကြပြီးရခိုင်အတိုင်းပဲနေဆက်မှာပြန်လည်နေရာချထားတယ်ဆိုပြီးတော့ထိုင်းဘက်ကတော့သတင်းလေးအလုပ်ဖော်ပြတယ်ဒါပေမဲ့ကမ္ဘောဒီးယားရဲ့ခေါင်းဆောင်လို့ပြောလို့ရတယ်ဘောနော်လက်ရှိဝန်ကြီးချုပ်ရဲ့အဖေအရင်ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကထပြီးတော့ဗာပြောလဲဆိုတော့ကမ္ဘောဒီးယားတက်တရားဆုတ်တာမဟုတ်ပါဘူးတဲ့တက်အလှည့်ပြောင်းလို့တာပါတဲ့နော်ဥမာကဒင်းတလုံးပေါ်မှာအိမ်နေရဆိုလို့ရှိရင်ပူအလှည့်ပြောင်းလို့တလို့ပဲလောက်တာဖြစ်ပါတယ်တဲ့နော်ကမ္ဘောဒီးယားတွေနောက်မဆုတ်ဘူးဆိုတဲ့သဘောပြောတာပေါ့နော်ဆိုတော့ဗာဆက်ဖြစ်လာနိုင်လဲမပြောတတ်သေးဘူးသူတို့ညှိနှိုင်းဆွေးနွေးမှုမှာတော့ အဲမူလတိုင်းနေရာပြန်ချတာဘူးသဘောတူတယ်ဆိုထိုင်းဘက်ကထုတ်ပြန်ပြီးမယ်ကမ္ဘောဒီးယားအဲ့လိုဖောက်သေးပြန်ဘူးနောက်တစ်နေ့တစ်ပုတ်ကတော့မနေ့ကပေါ့နော်ဇွန်လ၈ရက်နေ့ကနမ်မောက်မြို့နယ်တွေကနေထွက်လာတဲ့စီပေါ်စာတစည်းကိုအမြန်လမ်းမိုင်တိုင်း262မိုင်အရောက်မှာ PDF ဖွဲ့တွေကဖမ်းဆီးလိုက်တယ်လို့ပြောတယ်အဲ့ပုံမှာရှိပါလာတဲ့လူနှစ်ဦးကိုလည်းစစ်သားတွေဆိုပြီးတော့ဖမ်းလိုက်တယ်လို့ပြောတယ်ဆိုတော့စီပေါ်စာတဲလာတယ်စစ်သားမှမလို့လားသူကလင်းရင်စီဆိုပြီးဆွတ်ဆွဲပြီးပြောတယ်ပေါ့နော်လင်းရင်စီတဲလာတယ်ဆိုပြီးတော့သူကပြောတယ် တကယ်တော့လင်းစီတဲလာတဲ့ထောင်းတော့စစ်သားမှမလိုလားအစတည်းကလည်းပဲစစ်သားမှလိုပြီးတော့တဲနေတာလည်းမဟုတ်ဘူးလေသူကတော့အမျိုးမျိုးကြောင်းပြတယ်ပေါ့လင်းစီတဲလာတဲ့တက်ထောက်ခံစားတွေပါတယ်ဘာညာဆိုပြီးတော့ပြောတယ်ပေါ့ကျွန်တော်ပြောချင်တာကတော့လင်းရင်စီတဲလာတဲ့ကနတ်မောက်ကနေပါလို့ထွက်လာမှာနတ်မောက်မှာလင်းရင်စီထွက်လို့လားလမ်းဟောင်းတိုင်းတဲလို့ရတယ်လို့အမြန်လမ်းအနေနဲ့တဲလို့ရတယ် ။ဘာကြောင့်နတ်မောက်ကနေအဲ့ဒီလင်းစီတဲတဲ့ကားထွက်လာ။နတ်မောက်မှာလင်းစီတူလောင်ထားတဲ့ကံရှိလို့လား။ဂျုတ်တိမရှိတာကိုပြောတာပေါ့နော်။အခုဖမ်းခံထားတဲ့သူတွေလည်းသူတို့တက်မလို့သားလို့ဆွဆွဲတာ။ဒါနဲ့ပတ်သက်ပြီးအစိုးရကတစုံတရာထုတ်ပြန်တာတော့မရှိဘူး။သူတို့ဘက်ကနေပြီးတော့ထုတ်ပြန်ထားတဲ့ထဲမှာတော့ထောက်ခံစာတစ်စောင်တော့တွေ့ရတယ်။ဒါပေမဲ့အဲ့ဒီမှာဖမ်းထားတဲ့သူတွေကိုလည်းစစ်သားပါဆိုတဲ့တိကျတဲ့အထောက်အထားကိုပိုင်နံပါတ်လုံးဝမရှိဘူး။သူတို့ဒီလိုတည်နေလို့ပြန်လာတယ်။ကျွန်တော်မြင်တာကတော့ဒီနတ်မောက်တော့ဝိုင်းမှာ PDF တွေကတော်တော်ဆိုးနေပြီအဲ့တော့အမြန်လမ်းပေါ်အထိပါရောက်လာတဲ့အခြေအနေဖြစ်လာပြီပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ရက်ကလည်းကျောင်းကျောင်းဆရာမနှစ်ဦးကိုတတ်ခဲ့ပြီးတော့ပြီအခုဒါအမြန်လမ်းပေါ်အထိစီပေါ့စာကားကိုပြန်ပြီးလာဆွဲတဲ့အခြေအနေဖြစ်လာပြီနောက်တစ်ခုကတော့နောင်ချိုပေါ့နောင်ချိုကအခုကန်ကြီးမှတကယ်တိုက်ပွဲဖြစ်နေတယ်သူတို့ဘက်ကတော့ကန်ကြီးကိုသူတို့လည်းရှိတယ်တက်လည်းရှိတယ်ဆိုပြီးထုတ်ပြန်ထားတာရှိတယ်နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်ဆိုတော့ကန်ကြီးကိုတက်ကအပိုင်ရသွားတယ်ဆိုတာလည်းမဟုတ်သေးဘူးတစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲပြင်းထန်နေစေဖြစ်တယ်ဆို ဆိုတော့ရှီစုမဲစုအားနဲ့အကုန်လုံးခုခံနေပြီဖြစ်ပါတယ်နောက်ချိုးကန်ကြီးကအဆုံးဖြတ်လည်းဖြစ်သွားနိုင်တယ်နော်အဲ့တော့သူတို့ဘက်ကတည်င်းနေအရာတော့မကြခင်မှာသူတို့နောက်ချိုးကဆုတ်ဖို့ရှိတယ်ဒါပေမဲ့လည်းအပေါ်ကဆုတ်မိတ်မပေးတာကြောင့်အောက်ကလူတွေကထွက်ပြေးလို့ယုံရလို့ဘာမှတတ်နိုင်ဘူးပလောင်ဘက်ကအကြီးပိုင်းတွေကဆုတ်မိတ်မပေးဘူးအဲ့အတွက်ကန်ကြီးကနေသူတို့အတီအလဲခုခံပါလိမ့်မယ်နောက်ဆုံးမိုးကုတ်ကနေပြီးတော့မိုးကုတ်ထီအန်အယ်ဘီယူဟာသူတို့တုံ့နှုံတော့ဗောနော်မိုးကုတ်ဘီယူဟာနေတော့မှာ ောက်ကိုလာဆင်းခုခံရတဲ့အနေအထားကိုဖြစ်တယ်။အဲ့တော့မိုးကုတ်မှလည်းအင်အားနည်းနေတဲ့အနေအထားဖြစ်တယ်။အဲ့တော့မကြခင်မှာဒီကန်ကြီးကအဆုံးဖြတ်ပြီးသွားမလားနောင်ချုံမျိုးတွေကိုတက်ကပဲတကယ်ဝင်သွားနိုင်မလားဆိုတော့ကျွန်တော်တို့စောက်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ချက်ကကျတော့ဒီ TNL နဲ့ဆက်ဆက်ပြီးတော့အဲ့ဒါပတ်သက်တဲ့သတင်းပေါ့နော်အဲ့ဒါ TNL မှာနိုင်ငံရေးအဖွဲ့အစည်းဆိုပြီးတော့အဲအဖွဲ့တစ်ဖွဲ့ဖွဲ့တယ်သူတို့နိုင်ငံရေးဥဆောင်အဖွဲ့ဘာလားမသိကျွန်တော်နာမည်မပြောတတ်ဘူးဒါပေမဲ့အဲ့ဒီအဖွဲ့ဖွဲ့လိုက်တယ်ဖွဲ့တဲ့အချိန်မှာဘာမြင်လဲဆိုတော့ ဥက္ကဋ္ဌနေရာလက်ရှိ TNL ရဲ့ခေါင်းဆောင်ပေါ့နော်စစ်ခေါင်းဆောင်ကဥက္ကဋ္ဌဖြစ်တယ်ပြီးလို့ရှိရင်ဟိုလူနဲ့ဒီလူနဲ့လိုက်ခေါ်ထဲတာတယ်ပေါ့အဲဒါတော့နာမည်ပြောင်းတာပေါ့အဲဒါသူတို့ပြည်နယ်ဆိုပြီးသုံးလုံးတယ်ပလောင်ပြည်နယ်ဆိုပြီးမြန်မာနိုင်ငံမှာပေးထားတာမရှိဘူးပေးထားချက်လည်းမရှိဘူးပေးလို့လည်းမရဘူးသူလူဦးရေနဲ့သူပြည်နယ်တစ်ခုဖြစ်လောက်တဲ့ဒီအတိုင်းတာမရှိတယ်လို့တနေရာထဲမှာတနေရာထဲစုပြီးနေထိုင်တဲ့လူဦးရေကလည်းအဲ့လောက်များနေတာမဟုတ်တဲ့အတွက်ပလောင်ပြည်နယ်ဆိုပြီးရစရာအကြောင်းတစ်ကြောင်းမှမရှိဘူးနော်ခွာပြီးတော့လည်းပြည်နယ်ပေးလို့မရအောင်ချုပ်လို့မရဘူး အဲ့တော့ဟိုသူတို့ကတော့သူတို့ပြည်နယ်အုပ်ချုပ်ရေးအစိုးရတွေဘာတွေပါတုံ့နှုံတာအများကြီးပဲအဲ့သူတို့နဲ့ပတ်သက်ပြီးတော့ရှေ့ပိုင်းမှာတွေကတိုက်ခဲ့တဲ့ PDF တွေတော့ကတော့စိတ်မကောင်းစရာပါပဲเนาะအခုလဲ PDF နဲ့ပလောင်နဲ့ကွဲနေတယ်ဆိုတဲ့အကြောင်းအောက်မှာသူတို့အကုန်လုံးသိကြတယ်เนาะပလောင်တိုက်တဲ့နေရာကိုလဲ PDF ကိုမခေါ်ရဘူးအဲ့ဒါအောက်မှာပြန်လည်ပြစ်ကြတယ်เนาะ PDF ပြစ်လို့ပလောင်တည်သွားတာရှိသလိုပလောင်ပြစ်လို့ PDF တည်သွားတာလည်းရှိတယ်နေမီဂန်နဲ့အဲ့ဒီမှာတကယ်ထဲထဲဝင်တိုက်နေတဲ့သူတွေကဒါအတိဆုံးဖြစ်ပါတယ်နေမီဂန်ရဲ့ပေးပို့ချက်အရာတော့ ပလောင်လည်းတော်တော်များများ PDF ရဲ့နောက်ကြည့်ကြောက်တီးသလိုမကျေနပ်လို့ PDF တော်တော်များများကိုလည်းပလောင်တွေရဲ့ကြည်တဲ့ကြောက်တီးသွားတာလည်းရှိပါတယ်။စကိုင်းတိုင်းနေသားကြီးပလဲမျိုးနယ်ထဲမှာရှိတဲ့ကန်တော့ရေစခန်းကိုဒီ PDF အဖွဲ့ကြီးတိုက်နေတာဒါရှိရလောက်ရှိပြီမနော်။အခုချိန်ကြီးကတော့တိုက်နေသေးဖြစ်ပါတယ်။နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်။ထိခိုက်မှုအခြေအနေကျွန်တော်တို့မသိရသေးပါဘူး။နောက်တစ်ရက်နေ့ဘုကတော့လာမယ့်ဒီဇင်ဘာလထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း330ထဲကမြို့နယ်ပေါင်း262ခုမြို့နယ်ကိုရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးတော့မီဒီယာတယောက်ရဲ့အမိထားတာကို UEC ကပြန်ပြီးဖြေထားတာတွေ့ရပါတယ်။ဆိုတော့အဲဒါဆိုကျွန်တော်တို့ပြောလို့ရတာက262နေရာရွေးကောက်ပွဲကျင်းပဖို့သူတို့ဆောင်ရွက်နေရလို့သိရတယ်။ဆိုတော့အပြည့်စုံတော့မဟုတ်သေးဘူးဆောင်ရွက်နေစေဖြစ်တယ်။နော်ဒါကတော့မတိကြသေးဘူးရှော့နေနေတူနေနေပေါ့။အဲ့တော့ NUG ကပြောတယ်။နော်မြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့ရာဂိုင်းလုံးနေရာတော်တော်များများကိုသူတို့ကအပိုင်ရထားယူပါတော့တက်ကရာဂိုင်းလုံးနည်းနည်းပဲရသေးတယ်ဆိုပြီးသူတို့ပြောတယ်အဲ့မှာတခါနိုင်ငံရင်းသမားတယောက်ကထပြောတယ်အဲ့ဆိုလေယူကော့ပွဲလုပ်လေတဲ့နော်နေနေမြေအများစုကိုသူတို့အုပ်စိုးထားနိုင်ပြီဆိုယူကော့ပွဲလုပ်တယ်မလုပ်ရဘူးယူကော့ပွဲလုပ်ရင်သူတို့ရဲ့ကြံပါမဟုတ်သူတို့လည်းပဲဘယ်သူမှအောက်ခြေမကြိုက်တော့ဘူးနော်ထားလိုက်ပါတော့အဲ့ဒါဆိုယူကော့ပွဲက269နေရာလုပ်မယ်ဆိုတော့330ထဲမှာ269နေရာလောက်ကအတူနည်းနည်းအော့နည်းနည်း ဒါရေကောက်ပွဲလုပ်လို့ရတဲ့အတိုင်းသာရှိတယ်ပေါ့ဒါသူတို့ဘက်ကလည်းတိကျတိကျလို့လုပ်တော့နော်အဲ့တော့ရေကောက်ပွဲကအဲ့ဒီမျိုးနယ်တွေမှာဖြစ်သွားမယ်နောက်တစ်ရင်းတစ်ပုဒ်ကတော့ရုရှားနိုင်ငံနဲ့ဒီယူကရိန်းနိုင်ငံတို့နှစ်ဖက်ဖြစ်ကပ်မှုတိုက်ပွဲတွေမှာရုရှားဘက်ကနေပြီးတော့ဒါအကျဉ်းသားလေးလေးကြီးအနေနဲ့ယူကရိန်းစစ်သားတွေကိုကောက်ထားတာပေါ့နော်အလောင်းကောက်ထားတာအလောင်း6000လောက်ပြန်ပို့ဖို့လုပ်တယ်ဘီလာရုနဲ့ဇက်မှာစောင့်နေတယ်ဒါပေမဲ့ဟိုယူကရိန်းဘက်ကအဲ့ဒါကိုလက်မခံလို့ဒီတိုင်းပဲထားထားရတယ်ပေါ့နော်အဲ့ဒါကိုအေးခန်းထဲမှာထည့်ပြီးတော့ ရုရှားဘက်ကပြန်ပို့ခဲ့ပါတယ်ပြန်ပို့ပြီးမှယူကရိန်းကလက်မခံနိုင်ဘူးပြောချင်တာတော့နှစ်နှစ်လောက်အတွင်းမှာသူတို့ကောက်နိုင်တဲ့အလောင်းကဒါ6000လောက်ရှိတယ်ဆိုတာကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်နောက်တတိယနေ့ဘုတ်ကတော့ကျွန်တော်တို့ဒီ DVB ကတင်ထားတဲ့တင်ပေါ့နော်အဲ့ဒါဘရာစီယာမိုးတဲ့အမျိုးသမီးတူကိုဒဏ်ငွေ9000ရိုက်တယ်ဆိုပြီးတော့ဒါတော်တော်ပြောင်းဆက်ဆက်နိုင်တဲ့တဲ့င်းကိုဖော်ပြတာပေါ့နော်အစ်စ်မရှိပါမရှိတကယ်ဆိုရေးတင်လားမရေးတင်လားတော့မစင်စားဘူးတကယ်ဖြစ်စင်မရှိဘူး เนาะไอ้ဖြစ်စဉ်တကယ်မရှိဘူး online ပေါ်မှာအာချောင်တဲ့သတင်းတပိုးလောက်ကိုအခြေခံပြီးတော့ရေးထားတဲ့သတင်းဖြစ်တယ်เนาะဒါတော်တော်လေးဟိုကိုကိုတိုင်းလည်းဘယ်လိုဖြစ်လဲဆိုတော့အောက်တန်းကြတဲ့ပုံစံမျိုးဒါတကယ်လို့ရှိဒီသတင်းရင်းနေရင်ခံစားမိမှာပါเนาะသတင်းရင်းခံစားမိမှာဒါမဲ့လို့ခံစားမှာတော့မဟုတ်ပါဘူးဆိုတော့ဒီနေ့သတင်းတွေကတော့ဒီလောက်ပါပဲကြီးစုအပ်ပြီးတဲ့သူတယောက်ချင်းစီတိုင်းယေရှုနဲ့ပါတယ်မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေခင်ဗျာကျွန်တော်တို့မီဒီယာကိုထောက်ပံ့နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ KB Web ARPCBV ဖုန်းနံပါတ်ဖြစ်တဲ့39640398ကိုဒတရအကောက်တွေထည့်ပြီးတော့ထောက်ပံ့နိုင်ပါတယ် KB WB ဖွင့်ပြီးတော့ကျွန်တော်နံပါတ်ရိုက်ထည့်လိုက်မှဆိုကျွန်တော်နံပါတ်ပေါ်လာမှာဖြစ်ပါတယ် password ခံပြီးလွှဲစရာမလိုပါဘူးခင်ဗျာဆိုတော့ကျွန်တော်တို့မီဒီယာတွေအတွက်ဒါပြည်သူလူထုရဲ့ထောက်ပံ့မှုကအများကြီးအထောက်အကူဖြစ်ပါတယ်နောက်ပြီးကျွန်တော်လှုပ်ဆောင်နေတဲ့ ဒီ brighter လုပ်ငန်းတွေမှာလည်းအများကြီးအထောက်အကူဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုကူညီထောက်ပံ့ပေးတဲ့သူတယောက်ချင်းစီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကူညီထောက်ပံ့တာမလုပ်နိုင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့ like share subscribe တွေနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ